ဒီနေ့မှာတော့မြန်မာနိုင်ငံမြေမျိုးစားတွေထဲမှာမှတံမိုးအရှိဆုံးနဲ့အထူးခြားဆုံးဖြစ်တဲ့ဘဝပိုင်မြေရဲ့အကြောင်းလေးကိုပြပြပေးခြင်းပါတယ်ဘဝပိုင်မြေဆိုတာကဘဝမိဘများလက်ထက်ကလေးကဓမ္မဦးချပိုက်ဆိုင်လာတဲ့တားဆင်မြေဆက်ဆက်လက်လုပ်ကင်လို့ရတဲ့မြေမျိုးစားပဲဖြစ်ပါတယ်။ရှင်းမြမလက်ထက်ကလေးကဓမ္မဦးချလို့ခေါ်ရခြင်းအကြောင်းကတော့ဓမ္မနဲ့တောကိုရှင်းပြီးတော့ဓမ္မဦးကျော်မြေကြီးရဲ့ကိုကြားတဲ့အထိခုတ်ထွင်ရှင်းလင်းတာကိုတင်စားထားတာပဲဖြစ်ပါတယ်။ ဘဝပိုင်မြေရဲ့ထူးခြားချက်တွေကတော့တခြားမြေနဲ့မတူတဲ့အခွင့်အရေးများစွာရှိပါတယ်။ပိုက်ဆိုင်မှုတွေခိုင်မာပြီးတော့ထုံရက်ဆိုင်ပြိုးနိုင်ခွင့်၊တိစားချပိုင်ခွင့်၊ပေါင်နံပိုင်ခွင့်၊ရောင်းချပိုင်ခွင့်၊ပေးကမ်းပိုင်ခွင့်၊ခွဲစိတ်ပိုင်ခွင့်၊လူရန်ပိုင်ခွင့်နဲ့အမွေဆက်ခံခွင့်ဆိုတဲ့စတဲ့အခွင့်အရေးများစွာရှိပါတယ်။ ဘဝပိုင်မြေဟာမြန်မာနိုင်ငံသားတွေအတွက်တမိုင်းကျောင်းအမွေအနှစ်နဲ့အခွင့်အရေးပေါင်းများစွာရရှိရမြေမျိုးစားဖြစ်တာဖြစ်တဲ့အတွက်ရောင်းမဝယ်မာတယ်မဖြစ်ရလေအောင်စိတ်ချပြီးတော့ကြွန့်ကျင်တဲ့လူတွေနဲ့တေချာဆွေးနွေးတိုင်ပင်မိမှသာဝယ်ယူဖို့အကြံပေးခြင်းပါတယ်ရှင်အင်ဂျင်မြေကိစ္စဝဝအတွက်ရောင်းဝယ်ငါပြုလုပ်ချင်တယ်ဆိုလို့ရှိရင်တော့တီးတို့ရဲ့မြတ်ဆိုင်အောင်ရဲ့ estate company ကနေတဆင့်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်အားလုံးပဲမြေကောင်းအိမ်ကောင်းလေးတွေပိုက်ဆိုင်ကြပါစေနော်